ဘက်တီးရီးယားတွေပါဝင်နေတဲ့နွားရဲ့အင်ကာကိုနှစ်သက်စွာစားသုံးကြသူများမြင်ရတာနဲ့တင်စားကျင်စရာလုံးဝမကောင်းတဲ့ဒီလိုမျိုးနွားအင်ကာကိုကြိုက်နှစ်သက်စွာစားသုံးနေကြသူတွေရှိပါတယ်။ပုံမှန်ဆိုရင်တော့ဒီအစိပ်ပိုင်းကအလုံးစွန့်ပစ်ထားကြတာပါ။စားသုံးကြသူတွေကတော့ပထမဦးဆုံးအခုမြင်နေရတဲ့လိုမျိုးလေးစားနဲ့တိတိကျကျလေးတန့်စင်အောင်လို့စေးကြပါတယ်။အတွင်းအပြင်နဲ့ပါဝင်နေသည်။နေရာတွေအလုံးကိုနေရာလွတ်လုံးဝမချန်ဘဲနဲ့တေချာဆေးကြောမှသာလျှင်ကျန်းမာရေးအတွက်အာမခံချက်ရှိပါလိမ့်မယ်။ ပြီးရင်တော့အခုမြင်နေရတဲ့လိုမျိုးအပေါ်ယံကအမဲရောင်အရေးကွန်လွှာတွေကိုတေချာလေးဖယ်ပစ်ကြပါတယ်နောက်ဆုံးမှာတော့ဇပလင်တမယာသီးတွေနဲ့အညီနဲ့ပြောင်းအောင်ပြုလုပ်လိုက်ပြီးရင်အခုမြင်နေရတဲ့လိုမျိုးအစားအစာစိုးစိအနီရောင်ကိုစိုးချလိုက်ရပါမယ်။အပေါ်ကနေအုံရည်တွေလောင်းထည့်ပြီးဟင်းကပ်အမွေးအကြိုင်တွေလည်းထည့်ကအချိန်အနည်းငယ်လောက်တည်ပေးရပါမယ်။နောက်ဆုံးမှာတော့ငရုသီးနဲ့ကြက်သွန်ဖြူတို့ကိုထပ်ထည့်ပြီးရင်အခုလိုမျိုးပပလေးလီကအချိန်ရည်နဲ့တိုးစားလို့ရပါပြီ။ ထမဦးဆုံးတစ်ခါမှာတော့စားသုံးမှုကိုတွန့်ဆုတ်နေပေမဲ့တခါစားပြီးဒါနဲ့ထက်ခါထက်ခါစားကျင်နေစေမဲ့အရာတစ်ခုဖြစ်တယ်လို့သူတို့ကဆိုကြပါတယ်။ပရိသတ်ကြီးတို့ရောဒီအရာကိုစမ်းပြီးတော့စားကြည့်ကြပါသလား။